ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အင်္ဂလူတွေအားလုံးကထမင်းစားဖို့ထိုင်နေကြပါတယ်ဒေါနီကလည်းမုန်နေယူပြီးအာလူခရင်းညင်လေးဟင်းစားဖို့အတွက်ယူလာခဲ့ပါတယ်နေအာလူခရင်းညင်လေးဟင်းချက်ထားတာအရင်စားလို့ကောင်းတာပဲ အမေရဲ့တားတော့အလူခရမ်းညင်သည်ဟင်းကိုရမ်းကြိုက်တယ်။အမေချက်တာကတော့အရင်ကိုစားလို့ကောင်းတယ်။အကိုယူတဲ့ကောင်မလေးကလည်းအလူခရမ်းညင်သည်ဟင်းချက်တက်လာအရင်မေးလိုက်ပါအကိုရဲ့။ချက်တက်မှာပေါ့သမီးရဲ့။မချက်တက်နဲ့ငါသိမေးမှာပေါ့။သမီးဟင်းတွေကလည်းအေးနေပြီ။နောက်ထပ်အလူခရမ်းညင်သည်ဟင်းတွေယူလာခဲ့လေ။အရင်စားကျင်နေပြီ။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးသူရကလည်းနှင်းစီဆိုတဲ့ကောင်မလေးနဲ့လက်ထပ်လိုက်ပါတော့တယ်။နှင်းစီကအင်ကိုရောက်လာပြီးပထမရက်ထမင်းချက်ရက်ကိုရောက်လာပါတော့တယ်။ နင်းစီကမိဖို့ချောင်ကိုလာခဲ့ပါတယ်အမေဒီနေ့ကပထမရက်အတွက်ထမင်းချက်ရမှာဆိုတော့ပါချက်ရမလဲပူရီဟင်းချက်ရမလားနှုတ်ထမင်းချက်ရမလားမဟုတ်ဘူးချွေးမရီမချက်နဲ့ငါတို့ကတော့အာလူခန်းချင်းသီးဟင်းနဲ့မဟုတ်မဲစားချက်နာအဲ့ဒါပဲချက်လိုက်လေအမေဘာဖြစ်လို့လဲသမီးကတော့နောက်ထပ်ဟင်းတွေချက်တတ်တယ်လေထမင်းကြော်တိုးရှိမုံချိုတွေလည်းလောက်တတ်တယ်မချက်ရဘူးငါတို့ကအဲ့ဒါတွေမစားချင်ဘူးငါတို့ကအာလူခန်းချင်းသီးဟင်းပဲကြိုက်တာချွေးမရီအမြင်ချက်တော့နော် အာလုဟင်းကိုလည်းတေချာအရသာရှိရှိချက်နော်နင်းစီကအာလုအတွက်အရသာရှိတဲ့အာလုခရင်ညင်သည်ဟင်းတွေနဲ့မုံနီကိုလုံနေခဲ့ပါတယ်ဒီချိန်မှာပဲအာလုပြီးသွားတဲ့နောက်မှာခြာကျွေးလိုက်ပါတော့တယ်အာလုကစားတော့ပြီးရင်ကိုကြိုက်သွားကြပါတော့တယ်ချွေးမကြီးနင်းချက်ထားတဲ့အရသာရှိတဲ့အာလုခရင်ညင်သည်ဟင်းကလည်းစားကောင်းလိုက်တာဟုတ်တယ်မိမနင်းချက်ထားတာကရင်စားလို့ကောင်းတယ်ဟုတ်တယ်ရောင်မဒါတွေကတော့ညီမတို့အကြိုက်ပဲ မတို့ကအာလူခဲချင်တဲ့ဟင်မကြိုက်တာလေကျွေးမရင်နင်နေ့တိုင်းဒီလိုပဲချက်နော်အာလူခဲချင်တဲ့ဟင်ကိုငါတို့ကအရင်ကြိုက်တာအာလုံးစားတော့ပြီးတဲ့နောက်မှာပဲနေ့လယ်ကျတော့ခင်းညင်သည်ဟင်အာလူဟင်းကိုပဲထပ်ပြီးတော့ချက်ပါတော့တယ်ညရောက်တော့နင်းစီကထမင်းချက်ဖို့သွားမိတဲ့အခါမှာမေတမင်းညစာအတွက်ဘာချက်ရမလဲကျွေးမရင်အာလူခဲချင်တဲ့ဟင်နဲ့မုံမဲလောက်လိုက်လေအမေတို့ကမနဲ့တရားအာလူခဲချင်တဲ့ဟင်မစားနေရလေနေ့လယ်ဖက်လဲအဲ့ဒါပဲစားတယ် ညလည်းအာလူခန်းကျင်နေဟင်းမလားဟုတ်တယ်ရောင်မမြမတို့ကအဲ့ဒါပဲကြိုက်တာလေဒီနေ့လည်းအာလူခန်းကျင်နေဟင်းမချက်လိုက်နော်မုံနေရတော့မဆလာတွေထည့်ပြီးချက်ပေါ့နင်းစီကလည်းဘာမှမပြောဘဲမိဖို့ကြောင့်လေးလာပြီးအာလူခန်းညင်သည်ဟင်းနဲ့မုံနေကိုလှုပ်နေခဲ့ပါတယ်အားလုံးပြီးသွားရင်တော့မှအင်္ဂလူတွေကလည်းနောက်တစ်ခါအာလူခန်းညင်သည်ဟင်းတွေကိုစားနေကြပါတယ်ဒီလိုနဲ့ပဲအချင်းတွေကြာလာပြီးအင်္ဂလူတွေကလည်းနေတိုင်းနေတိုင်းအာလုခရင်ညင်ဒီဟင်းတွေကိုပဲစားနေကြပါတယ်။ နင်းစီကလည်းစိတ်ညစ်နေခဲ့ပါတယ်ဒီအိမ်ကလူတွေကလည်းနေ့တိုင်းနေ့တိုင်းအာလူခန်းချင်တဲ့ဟင်းမစားနေတာငါတော့အာလူခန်းချင်တဲ့ဟင်းတွေစားနေသေးတော့မယ်ငါရစိတ်ညစ်တာပဲဒီအိမ်ကလူတွေကလည်းစားပဲစားနိုင်လို့နဲ့နင်းစီအခန်းထဲထိုင်နေတဲ့အခါမှာပဲဒေါနီကအခန်းထဲကိုလာခဲ့ပါတယ်ချေးမကြီးနင်းအခန်းထဲမှာထိုင်ပြီးဘာတွေလုပ်နေရလဲငါစာရီအနာတွေပြုတ်နေတာတောက်ဝဲပြီးတက်ပေးပါလားအမေရဲ့အခုချိန်ကနေ့လေဖက်လေ။အော်နေ့လေဖက်လေဘာဖြစ်လို့တော့ ချွေးမရေးသွားပါခဏပဲသွားအမငါတော့ဈေးထဲကိုသွားပြီးပါနေပူရီစားမယ်အမြင်တော့ဝယ်ပေးလိုက်မယ်ကဲချွေးမရေးပါရီစင်းစားနေရလဲဟောဘာမှမဟုတ်ပါဘူးအမေရဲ့သွားဝယ်ပေးမယ်နော်နင်းစီကလည်းဈေးထဲသွားပြီးစာရီယနာဝယ်ပြီးပါနေပူရီဦးလေးဆိုင်ကိုသွားပါတော့တယ်သူကလည်းပဲအမြင်မင်းပါနေပူရီကိုစားလိုက်ပါတော့တယ်စားလိုက်တဲ့ပေနင်းစီရဲ့မျက်နှာကပျော်ရွှင်မှုတွေနဲ့ပြည်သွားပါတော့တယ်။အင်းပါနီပူရီကလည်းအရသာကိုရှေ့နေရပဲ အဆက်အရသာရောအချိန်အရသာရောအခုမှရတယ်။ငါတော့ခန်းချင်သည့်အလူတွေပဲနေ့တိုင်းစားပြီးငါရုပ်ကလည်းခန်းချင်သည့်ရုပ်ပေါက်နေပြီ။နင်းစီကပါဏိပူရီတွေအကြိုက်စားပြီးတော့အင်းပြန်လာပါတော့တယ်။အင်းရောက်ပြီးနောက်တခါအင်းကလူတွေအတွက်အလူခရမ်းညင်သည့်ဟင်းကိုချက်ပါတော့တယ်။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးနောက်ရကြတော့ဒေါနီနဲ့အင်းမေးကအတော်ကြီးကဈေးတွေကိုသွားကြပါတော့တယ်။ဦးလေးရဲ့ဘန်းကော်ပီတို့ကော်ပီတို့ခန်းချင်သည့်ရပယ်ဈေးတွေလဲဘလို့တွေရောင်းနေလဲ။ ။ဘန်ကောဘီကတော့ရူပီ90ခရမ်းနီးနဲ့ကောဘီကတော့ရူပီ40ပါပဲ။ချင်းချက်ဆရာတွေကလည်းဈေးတွေများနေပြီနော်။ဟုတ်တယ်လေပုံမှန်ဈေးတွေပါပဲ။အခုချိန်ကဈေးတက်တယ်လေ။အမရောဘာတွေယူမလဲ။ငါ့ရောအာလူ9ကီလိုနဲ့ခရမ်းချစ်သီး9ကီလိုပေးပါ။ငြုတ်ပြီးစိန်လည်းပေးအောင်နော်။ဘာလဲဟာနင်ကအိမ်မှာအလူလုံးမလို့လား။မဟုတ်ပါဘူး။အိမ်ကလူတွေကနေ့တိုင်းအာလူခရမ်းချစ်သီးပဲစားကြတာလေ။နင်တို့ကလည်းအိမ်ကစားတယ်ဆိုရင်အလောက်ဝယ်စရာလိုလို့လား။ အိမ်ကဖျားပဲလုံလို့လားနင်တို့အိမ်ကလူတွေဟာဟင်းတမျိုးတည်းကိုဘလို့နေတန်းစားနေလဲငါတော့အံ့ဩပါတယ်ဟဲ့ငါတို့အိမ်ကိုလာစားကြည့်အောင်လေအာလူခင်းချင်တဲ့ဟင်းကဘလောက်တောင်စားကောင်းလဲဆိုတာဒီလိုပြောပြီးဒေါနီကလည်းအိမ်ပြန်လာခဲ့ပါတယ်အိမ်ရောက်တော့နှင်းစီကမေးလိုက်ပါတော့တယ်အမေတခြားအသီးရွက်တွေကဘယ်မှာလဲအမေပါရီဝဲလာလဲချွေးမတခြားအသီးရွက်ဆိုတာဘာကိုပြောတာလဲငါတို့အိမ်ကလူတွေကအာလူခင်းချစ်တဲ့ဟင်းမစားတာသိရမလားငါဝဲလာတယ်လေ ်ငယ်တီစိမ့်နောင်ပါသေးညီမတို့ကအာလူခဲချင်းနေဟင်မစားတာချွေးမရေးတေးချမှတ်ထနော်ငါလည်းအဲ့ဒါပဲကြိုက်တာချွေးမရေးနင်လည်းဒီစကားကိုတေးချမှတ်ထားလိုက်တော့ငါတို့အိမ်ကလူတွေကအာလူခဲချင်းနေဟင်မကြိုက်ကြတာဒေါနီစကားကြပြီနင်းစီကတော့ရင်ကိုစိတ်တူသွားပါတော့တယ်သူကစိတ်တူပြီးလဲဘာမှမတတ်နိုင်ပါဘူးသူဟာမိဖို့ကြောင့်နေလာပြီးခရင်ညင်သည့်အာလူတွေကိုလှီးနေပါတော့တယ် ိမ်ကလူတွေကလည်းအားနဲ့အာလူခန်းချင်သေးပဲစားနေတာဒီနေ့တော့အာလူခန်းချင်သေးဟင်းကိုမကောက်အောင်ချက်မယ်ဒီလိုဆိုရင်တော့စားပြီးနောက်တစ်ခါချက်ဖို့မပြောတော့တော့ဘူးနင်းစီကစိတ်တူသွားပြီးအာလူခန်းချင်သေးတွေကိုအများကြီးလှီးနေပါတော့တယ်အာလူတွေကိုလည်းလက်တွေနဲ့ချိန်နေပါတယ်သူတို့ကအားနဲ့အာလူခန်းချင်သေးဟင်းသူတို့နိုင်ရတော့ချိန်ပြည့်အာလူခန်းချင်သေးပေါ်ပဲရက်နေတယ်အားနဲ့အာလူခန်းချင်သေးအားနဲ့အာလူခန်းချင်သေးဟင်းစိတ်တူလာပြီတကယ်ပဲ နင်းစီကလည်းစိတ်တိုးသွားပြီးအာလူခရဲညင်သည်ဟင်းတွေကိုချက်နေရင်းနဲ့ပြောဆိုနေခဲ့ပါတယ်။နင်းစီကလည်းအာလူခရဲညင်သည်ချက်ဖို့အတွက်ဥတည်လိုက်ပါတယ်။နင်းစီဟာအာလူခရဲညင်သည်နဲ့အတူဒီတစ်ခါမဆလာရီရောပြီးအချိန်မုံတွေကိုပါအများကြီးထည့်လိုက်ပါတော့တယ်။ဒီနေ့တော့အာလူခရဲညင်သည်ဟင်းစားပြီးနောက်တစ်ခါစားဖို့ပြောမှမဟုတ်တော့ဘူး။နင်းစီကအလုံးချက်ပြီးအိမ်ကလူတွေကို ကြွေးလိုက်ပါတယ်။အိမ်ကလူတွေလည်းစားပြီးတော့ပြောခဲ့ပါတယ်။နင်းစီ နင်မလို့အာလူခရဲ့ညင်သည်ဟင်းကိုချက်ထားတာလေဒီနေ့ကရတော့ကွာနေတယ်လို့ပဲချွေးမကြီးငါ့ကိုအာလူခရဲ့ညင်သည်ဟင်းနောက်ထပ်ထပ်ပေးပါလားဟုတ်ကဲ့ပါအဖေတို့စားပါအဖေတို့အတွက်ပဲချက်ထားတာလေငါတော့အစရရဒီလိုချွေးမပဲလှုပ်ချင်ခဲ့တာအာလူခရဲ့ညင်သည်ဟင်းချက်တက်တဲ့သူလှုပ်ချင်တာလေနင်ကလာတဲ့ကဟင်းချက်တာအရန်တော်တယ်အိမ်ကလူတွေအားလုံးကလည်းစားတော့ပြီးတော့သူတို့ခန်းထဲသွားဤကြပါတော့တယ်ရောက်ကချင်းနဲ့တုံးဒီကညံရောက်တဲ့အခါမှာဘိုက်တွေအရန်အောင်လာခဲ့ပါတယ် အမလေးငါပိုက်တွေရရုတ်တရက်ကိုအောင်လာပါလားနေလို့လည်းမကောင်းဟုတ်တယ်ဒါလည်းနေလို့ပဲဘာအရင်အောင်နေတယ်နေအရင်ဆုံးအိမ်သာသွားလိုက် ပြီးရင်ငါသွားမယ်ဒေါနီကလည်းအိမ်သာမြန်သွားပြီးအိမ်နောက်မှာတော့ရောက်ကတိကပြေးသွားပါတော့တယ်တူတူနဲ့သူရကလည်းသူတို့ခင်းနေမှာပဲပြေးနေကြပါတယ်ရှင်ကဘာဖြစ်နေရလဲခဏခဏအိမ်သာဘာလို့ပြေးနေလဲအဲ့ဒီမှာပဲအိမ်မလို့လားမဟုတ်ပါဘူးဘာဖြစ်လို့လဲမသိဘူးဘိုက်ကအရင်အောင်နေတယ် အာလူခင်းကျင်နေဟင်းတွေနေရန်စားနေမှာတော့အဲ့လိုဖြစ်မှာပဲလေနင်းစီရဲ့အာလူခင်းကျင်နေဟင်းတွေအကြောင်းမပြောပါနဲ့တော့ငါတော့အဆက်တွေစားမိလို့ထင်တယ်နင်းစီလည်းသူရစကားနားထောင်ပြီးဘာမှမပြောဘဲစောင့်ချုံပြီးတော့အိတ်သွားပါတော့တယ်မနေ့ရောက်တော့နင်းစီထလာတဲ့အခါမှာအိမ်ကလူတွေအားလုံးကလည်းခုံပေါ်မှာမျက်နှာငယ်လေးတွေနဲ့ထိုင်နေကြကြပါတယ်အားလုံးကဘာဖြစ်တာလဲမျက်နှာတွေကလည်းညိုရောနေတာပဲ။ ဟုတ်တယ်လေတညာလုံးဘိုင်းအောင်နေတာမအိပ်ရဘူးတညာလုံးနေလို့မကောင်းငါပိုက်ကတော့ဘလို့လဲမသိဘူးပိုက်ထဲမှာဟာတာတာဖြစ်နေရဲ့သမီးကတော့မအိပ်ရဘူးအမေအခုရန်အိပ်ချင်တာပဲမနေရလို့ဘိုက်ပြန်အောင်မှလည်းအရန်ကြောက်တယ်ဟုတ်တယ်ချွေးမကြီးဘိုက်တွေကလည်းအောင်နေဘာလို့အတွက်အလူခရင်ညနေဟင်းတွေချက်ပြီးပေါမုံနဲ့စားမယ်ဟုတ်တယ်ချွေးမရဲ့ငါကတော့ပိုက်ထဲမှာဘာမှမရှိတော့ဘူးငါအတွက်အလူခရင်ချင်းနေဟင်းလေးချက်ပြီးဟုတ်တယ်ရောင်းမညီမလည်းအဲ့ဒါပဲစားချင်တာ ုတ်တယ်နှင်းစီငါလေးအာလူခရင်ညင်သေးဟင်းနဲ့ပေါင်မုံစားမယ်အိမ်ကလူတွေအလုံးရဲ့စကားကိုကြားပြီးနှင်းစီလည်းရမ်းစိတ်တူသွားပါတော့တယ်မိဘကြောင့်လည်းလာပြီးအာလူချက်ပြုတ်ဖို့တိတ်လိုက်ပြီးတော့တယောက်တည်းစိတ်တူကပြုံးနေခဲ့ပါလေအိမ်ကလူတွေကဘလို့လူတွေမှမမသိဘူးအာလူခန်းချင်နေဟင်းစားလို့ညနေမကောင်းဖြစ်တာ哦အခုချိန်ထိစားချက်နေတော့မယ်သူတို့ကလူတွေလားအာလူခန်းချင်သေးတွေလားမသိတော့ပါဘူးနင်းစီဟာအင်္ဂလူတွေကိုစိတ်တူပေမဲ့လည်းအချင်းတွေကိုကြည့်ပြီးတနာနေပါတယ် အင်္ဂလူတွေကိုအရင်ဆုံးစေးတိုင်လိုက်ပါတယ်။ပြီးတော့အလုံးထက်အာလူခရင်ညင်းဒီဟင်းကိုချက်ပေးလိုက်ပါတော့တယ်။အင်္ဂလူတွေပြောတဲ့အတိုင်းလုပ်ပေးပြီးအလုံးကနောက်တစ်ခါအရသာခံပြီးစားကြပါတော့တယ်။ဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်တော့ချွေးမရေချွေးမနင်းစီရေဗမာလဲဘာလုပ်နေလဲလာပါဦး။ဘာဖြစ်တာလဲမေဘာလို့អော်နေရလဲ။အာလူခရင်ညင်းဒီဟင်းချက်ပေးရမလားတော့နေ။ချွေးမရေနင်းရလဲ။ငါတို့လိုပဲအာလူခရင်ညင်းဒီဟင်းအရန်ကြိုက်နေပြီထင်တယ်။ နင်းပဆက်ကနေအာလူခန်းကျင်နေဟင်မဲ့ကြားနေရတယ်။အမေရဲ့။တမီးကတော့အာလူခန်းကျင်နေဟင်ကိုအရန်ကြိုက်နေပြီ။တမီးကလေအာလူခန်းကျင်သေးနဲ့ပဲရှေးတောင်ချိုးလိုက်ချင်တယ်။ချွေးမရဲ့။နင်းကငါ့ကိုငိုအောင်လှုပ်တော့မလား။နင့်ကိုငါခေါ်တာနင့်ဖွားလာနေတာ။အဖွားကပူရီစားတာအရန်ကြိုက်တာ။နင်ပူရီပဲချက်ပြီးနော်။အမေဟင်းရောဘာတွေချက်ရမလဲ။ဟင်းတွေကတော့နှုတ်ခဲဟင်းအရွက်ကြော်တံပေါက်ဘာချက်ပြရမလဲ။ချွေးမရဲ့။ဟင်းတွေကမိတ်ဆရာမလို့ဦးလေ။ ငါတို့ကအာလူခန်းချစ်နေဟင်မကြိုက်တာလေအဖွားကလည်းအာလူခန်းချစ်နေဟင်မစားတာနင်းစီကအရင်စိတ်တူသွားပြီးတော့အပြင်ကိုလာကနယံကိုလက်သီးနဲ့ထိုးနေခဲ့ပါတယ်ဘလို့လူတွေလဲအားနေအာလူခန်းချစ်နေဟင်ကိုဘလို့စားကြတာလဲငါတော့သူတို့နဲ့နေပြီးနေရာတကာမှာအာလူခန်းချစ်နေဟင်မတွေ့နေပြီသူတို့အာလူခန်းချစ်သည်စိုက်တဲ့သူနဲ့ပဲပေးစားရမယ်နင်းစီကလည်းဘာမှမတတ်နိုင်ပေစိတ်တူသွားပြီးမိဖို့ကြောင့်လေလာက အာလူပြုတ်ဖို့တေးလိုက်ပြီးဂျုံနေနေနေခဲ့ပါတယ် ခဏကြာမှပင်အဖွားရောက်လာခဲ့ပါတယ်။အော်အဖွားလာပြီလားကတော့ပါရင်နော်အဖွားအဖွားနေကောင်းလားကောင်းပါတယ်ကွယ်ချွေးမရေနေရောနေကောင်းလားပါရီလုံနေလဲဖွားရဲ့တမီးကတော့ကောင်းပါတယ်တမီးကတော့အာလူခန်းချင်းသေးတွေနဲ့ပျော်နေရလေချွေးမပါရီပြောနေရလဲအော်ဘာမှမပြောပါဘူးအဖွားရဲ့တမီးကနေကောင်းတယ်ဒီမှာအရင်ပျော်တယ်အမေလာပါအိမ်ထဲဝင်နော်အမေအတွက်ချွေးမလေးကအာလူခန်းချင်းနေဟင်းနဲ့ပူရီကြော်ထားပေးတယ်ဟုတ်တယ်ဖွား ကျောင်းမချက်တာတွေကတော့အရန်စားကောင်းတာနော်ဟုတ်တယ်လေငါကလည်းချွေးမလက်ရစားချင်လို့လာခဲ့တာပဲချွေးမချက်တဲ့အာလူခန်းချင်တဲ့ဟင်းမစားမယ်ဟုတ်ပါပြီအရန်ပြော့စရာကောင်းတယ်နောက်တစ်ယောက်လည်းအာလူခန်းချင်တဲ့စားမယ်အရန်ကျေးဇူးတက်ပါတယ်နင်းစီဘာရီပြောနေရလဲမတို့ဘိုက်စာနေပြီအာလူခန်းချင်တဲ့ဟင်းနဲ့ပူရီတွေစားဖို့ပြင်လိုက်တော့နင်းစီလည်းစိတ်တူသွားပြီးတော့မိဖို့ကြောင့်နေလာကအားလုံးကိုအာလူခန်းချင်တဲ့ဟင်းနဲ့ပူရီကိုကျွေးလိုက်ပါတော့တယ် အင်္ဂလူတွေကလည်းအားပါတရစားကြပါတော့တယ်။ချွေးမရဲ့နစ်လက်ရလည်းအရင်စားကောင်းတာပဲ။ဒေါ်နီနင့်ချွေးမအရန်တော်တယ်။ဟုတ်တယ်။ဒီလိုချွေးမရပြီအရန်ကန်ကောင်းသွားပြီ။ချွေးမလာတဲ့ကအစားတောက်ချက်တာအရန်ကောင်းတာအမေရဲ့။အမေတို့ကတော့ကန်ကောင်းတာပေါ့လေ။သမီးကန်တရတော့သွားပါပြီ။ဟုတ်တယ်။ကျောင်းမချက်တဲ့အာလူခန်းကျင်နေဟင်ကတော့အရန်ဝန်စားကောင်းတာ။အဖေဒါတော့ဒီလိုတော်ရင်မိမရတာအရန်ပြောတယ်။ तू ကအရန်ချစ်ဖို့ကောင်းတယ်။ နှင်းစီကလည်းအင်္ဂလူတွေစကားနားထောင်ပြီးဘာမှမပြောဘဲပြုံးနေခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်လေးကြာလာပြီးတော့အဖွားကလည်းသူ့အိမ်ကိုပြန်သွားပါတယ်။နှင်းစီဟာအာလူခရဲညင်သည်ဟင်ချက်ရလို့စိတ်တုန်နေပြီးအခုတော့သူ့ဒေါသတွေကိုမထိနိုင်တော့ပါဘူး။ဒီလိုနဲ့ပဲတည့်ရကြတော့နှင်းစီကခုံပေါ်မှာထိုင်နေခဲ့ပါတယ်။ချွေးမနင်ဘာလို့ထိုင်နေရလဲ။နေ့လယ်စာထမင်းချက်ရမယ့်ချိန်ရောက်လာပြီလေ။သွားချက်တော့လေ။အမေ၊သမီးကတော့ဘာမှမချက်ဘူး။ထမင်းစားချက်နဲ့သူကိုယ်တိုင်သွားချက်လေ။ ဟဲ့ချွေးမဘာဖြစ်တာလဲမနေ့တော့ပျော်ပြီးချက်နေတာအခုကျတော့ဘယ်မွေကြိုက်နေလဲပြောဟုတ်တယ်သမီးကိုတော့မွေကြိုက်တယ်လေဘာပဲကက်ကြိုက်ပါသမီးကတော့ဒီနေ့ဘာမှမချက်ဘူးကျောင်းမဘာလို့မချက်ချင်တာလဲအကြောင်းပြချက်တော့ရှိရမယ်လေရှိတာပေါ့ရှိရလေအကြောင်းကတော့နေ့တန်အာလူခန်းချင်သေးဟင်းတွေစားနေရတာမုန်းနေပြီနင်တို့အကြိုက်တွေမချက်ပေးနိုင်တော့ဘူးချွေးမကြီးအစားတော့ကငါတို့အကြိုက်မစားတော့နင်းကြိုက်တာစားရမှာလား သမီးအကြိုက်ကဘာလဲသမီးမိတ်နေပြီဒီအိမ်မှာရောက်ပါပြီဆိုရဲကအာလူခန်းကျင်နေစားပြီးတေတော့မှာပဲဒီတော့သမီးကြိုက်တာပဲသမီးချက်မှာချွေးမရဲ့နင်ကအပိုတွေလုံညာပဲသမင်းသွားချက်တော့လေဟန်ဆောင်တာတွေများနေပြီအမေသမီးပြောတယ်လေဘာမှမချက်ဘူးလို့စားချင်တဲ့သူကိုယ်တိုင်သွားချက်လေဒီနေ့ချက်ရမယ်ဆိုရင်လည်းသမီးကြိုက်တာပဲချက်မှာအာလူခန်းကျင်နေရင်လုံးဝမချက်ဘူးမချက်ချင်လည်းမချက်နဲ့လေငါမိသားစုအတွက်အာလူခန်းကျင်နေရင်ငါကိုယ်တိုင်ပဲချက်မယ်ချက်ပေါ့ ။တမီးကတော့ online ကနေမဆားလိုက်မယ်။အမေပဲသွားချက်။နင်းစီကလည်းလုံးဝမိဖို့ကြောင့်လေးကိုမတော်ပါဘူး။သူ့တက် online ကစားတောက်တွေကိုမှာခဲ့ပါတယ်။ဒေါနီကတော့မိဖို့ကြောင့်လေးသွားကအာလူခရမ်းရင်သီးဟင်းကိုချက်ပြီးဂျုံနေနေခဲ့ပါတယ်။ဒေါနီကအားလုံးချက်ပြီးအိမ်ကလူတွေကိုကြွေးလိုက်ပါတော့တယ်။နင်းစီကလည်း online ကနေစားတောက်တွေမှာပြီးတော့စားနေခဲ့ပါတယ်။နင်းစီဟာလည်းစားနေရင်းနဲ့ထိုင်ပြီးစဉ်းစားနေခဲ့ပါတယ်။ဒီအိမ်ကလူတွေကလည်းအစားတောက်မှတ်လိုက်တာ ိမ်ကလူတွေကချွေးမတယောက်ထိုင်စားနေတာတော့မှရေးမလို့ဘူး။သူတို့စားချက်နေတဲ့အာလူခန်းချင်တဲ့ဟင်းကိုပဲစိတ်ဝင်စားနေကြတာ။ချွေးမအကြိုက်စားတာတော့စိတ်ဝင်စားအောင်။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးနင်းစီကအိမ်မှာဟင်းတွေတက်တက်ချက်နေပြီးဒေါနီကတော့အိမ်ကလူတွေအတွက်တက်တက်ချက်ပါတယ်။ဒေါနီကလည်းဟင်းတွေချက်ရင်းနဲ့မိုးသွားပါတော့တယ်။သူသမီးသူသူနဲ့ပြောခဲ့ပါတယ်။သမီးရဲ့နေလငါ့ကိုလောက်ကူအောင်လေ။နေကတော့ထမင်းတွေစားဖို့ပဲတည်တယ်။ငါ့ကိုလောက်ကူမှမရှိဘူး။ အမေတမီးကကောလိပ်တက်နေရလေအမေအလုပ်တွေကူလောက်ရမယ်ဆိုရင်စာမလုပ်ရတော့ဘောစာလဲလုပ်လေဒါပေမဲ့အလုပ်လဲကူပောင်းဟဲပြီးတော့မှစာလုပ်ဘောအမေကလည်းတမီးကတော့အိမ်လုပ်တွေမလုပ်ချင်ပါဘူးအမေထမင်းချက်ချင်လဲချက်မချက်ချင်လဲမချက်နဲ့လေအစတွေကချွေးမကြောင်စိတ်ညစ်နေတာအခုဆိုရင်တမီးလည်းအတူတူပဲငါတယောက်တည်းပဲအလုပ်တွေလုပ်မယ်နှင်းသွားတော့ဒါရီအလုံးကိုကြည့်ပြီးအဝေးမှာရက်နေတယ်နင်းစီကတော့ရှင်နေခဲ့ပါတယ်။အော်၊နင်ကငါအဖြစ်ပြက်ကိုရှင်နေရပေါ့လေ။ နင်းရှိနေလဲငါငါအိမ်တွေအာလူခန်းကျင်နေဟင်ချက်မှာပဲနင့်ပါတာကြိုက်တာချက်စားချက်စားမှာပေါ့တမရတော့ဒီနေ့နှုတ်ခဲဟင်ချက်စားမှာစားပေါ့နင်းရဲ့နှုတ်ခဲဟင်ခွေးတောင်စားမှာမဟုတ်ဘူးအမေခွေးမစားလဲတမရတော့စားချက်နဲ့လေတမရတော့စားမှာနင်းစီကဒီလိုပြောပြီးထွက်သွားပါတော့တယ်ဒီလိုနေပင်အချိန်တွေကြာသွားပြီးတည့်ရကြတော့ဒေါနီကအာလူခန်းညင်သီးတွေဝယ်ပြီးပြန်လာပါတယ်နင်းစီဟာလေဒေါနီကိုတနာပြီးဟင်းချက်မေးလို့ပြောပြပါတယ် အမေပြန်လာပြီလားသမီးတို့တင်းနဲ့အာလူခန်းချင်နေရင်ချက်ပေးနော်တကယ်လားရောင်မကျောင်းမချက်တာမစားတာလည်းကြာပြီချက်မယ်ဆိုရင်လည်းအမြန်သွားချက်လေအချိန်ဆွဲမနေနဲ့နင်းစီကလည်းမိဖို့ကြောင့်နေသွားပြီးအာလူပြုတ်ခါငင်းညင်းသေးလှီးပြီးတော့ပြင်ကိုယူလာခဲ့ပါတယ်အမေရဲ့ကြည့်ပါအောင်ခန်းချင်သေးမှာ ပိုးတွေပါနေတယ်အော်ပိုးတွေပါလဲနောက်တလုံးလှီးပါ၏ငါခန်းချင်သေးတွေနောက်ထပ်ယူလာတယ်ဟုတ်ကဲ့မေလှီးခဲ့မယ်နင်းစီဟာမိဖို့ကြောင့်နေသွားကနောက်ထပ်ခရမ်းညင်းသေးတွေကိုလှီးလာခဲ့ပါတယ် အားလုံးမှာပိုးတွေဝင်နေခဲ့ပါတယ်။အမေတွေ့လား။ခန်းချင်သေးတွေအားလုံးမှာပိုးဝင်နေတာ။ဘလို့ဖြစ်တယ်မသိဘူး။ငါတော့အကောင်းဝယ်လာတာပဲ။ဒီတခါတော့ခန်းချင်သေးတွေမကောင်းတာပါလာတဲ့ထက်နဲ။ညင်းညင်းကြီးကမကောင်းတော့ချွေးမနောက်ထပ်ပါချက်ထားလေ။ဘိုက်တွေစာနေပြီ။အဖေ၊သမီးအတွက်ကတော့ကလပဲဟင်းတွေချက်ထားတယ်။စားမယ်ဆိုရင်ယူလာပေးမယ်လေ။ဘိုက်ကတော့အရင်စာနေပြီ။ဘာရရစားရမှာပဲလေ။ကလပဲဟင်းပဲကျွေးပါတော့။ နင်းစီကလည်းအားလုံးကြကလပ်ဘင်းဟင်းတွေကိုယူလာပေးလိုက်ပါတော့တယ်။အားလုံးလည်းစားတော့ပြီးကလပ်ဘင်းဟင်းကိုရမ်းကြိုက်သွားကြပါတော့တယ်။ချွေးမကြီးကလပ်ဘင်းဟင်းကလည်းစားကောင်းတယ်နော်။ရောင်မပါဟင်းလေးပဲချက်ချက်အကုန်စားကောင်းတယ်ထင်တယ်နော်။ဟုတ်ပါတယ်ကလပ်ဘင်းဟင်းမှစားကောင်းတယ်ဒါပေမဲ့အာလူခင်းချင်တဲ့ဟင်းလောက်တော့မကောင်းနင်းစီကအိမ်ကလူတွေကိုကလပ်ဘင်းဟင်းစားတာကြည့်ပြီးတော့ပြုံးနေပါတော့တယ်။ဒီလိုနဲ့ပဲချင်းတွေကြလာပြီးအိမ်ကလူတွေကိုနင်းစီကဟင်းတွေမျိုးမျိုးကိုချက်ကျွေးပါတော့တယ် အင်းကလူတွေလည်းအကြိုက်ကိုစားကြပါတော့တယ်။အမေတို့အားလုံးဟင်းတွေမြေမျိုးစားတာကောင်းနဲ့မလား။ကောင်းတာတော့ကောင်းပါတယ်ဟဲ့။ဒါပေမဲ့အာလူခင်းချင်နေဟင်းလည်းစားချင်တယ်။ဟုတ်တယ်ချွေးမကြီး။ငါလည်းအာလူခင်းညင်နေဟင်းရမ်းစားချင်နေပြီ။ဟုတ်တယ်ရောင်မ။ညီမတို့မစားရတာလည်းရမ်းကြနေပြီ။စေရဲလောက်ရှိပြီထင်တယ်။ဟုတ်တယ်ငါလည်းရမ်းစားချင်နေ။ဒီအိမ်ကလူတွေကိုအာလူခင်းချင်တီချက်ကျွေးလိုက်ရင်နောက်တစ်ခါအကျင့်ပါသွားမယ် ချွေးမပါရီစင်းစားနေရလဲအမြန်သွားချက်လေဟုတ်မေနင်းစီကလည်းကြက်ကြောက်နေအာလူခင်းညင်သည်ဟင်းတွေကိုချက်နေခဲ့ပါတယ်အာလုံးကလည်းစားပြီးတော့ပြုံနေကြပါတယ်ဒီလိုနဲ့ပဲစားနေရင်အချိန်တွေကြာလာကတရက်မှတော့မနက်ခင်းအချိန်မှပဲချွေးမကြီးမနက်စာဘာချက်တာလဲဘိုင်းတွေလည်းစားနေပြီအဖေတို့လာမင်းမလို့ပဲဘာချက်ပေးရမလဲအဖေကျောင်းမဒီနေ့တော့အာလူမုံချက်ချင်းချက်လေချွေးမထမင်းကြော်လဲရတယ်ထမင်းကြော်နဲ့လက်ဖက်ရည်ကအမြန်ပြီးမယ် အမေတို့ကဒီနေ့အာလူခန်းကျင်နေဟင်မစားတော့ပေါ့မစားတော့ပါဟင်နေရာဟင်းတွေမြေမြေကျွေးပြီးငါတို့အကျင့်ကိုဖျက်လိုက်ပြီလေဟုတ်တယ်ငါတို့ကတော့၃ချိန်လုံးဟင်းမြေမြေစားကျင်နေပြီဟုတ်တယ်ရောင်မညီမတော့အာလူတွေစားပြီးစိတ်ညစ်နေပြီမစားချင်တော့ပါဘူးဟုတ်တယ်ချိန်မငါကတော့ဟင်းတွေမြေမြေစားရတာကြိုက်တယ်နေရာတော့ငါတို့ကိုတမျိုးပဲမစားရဘူးဆိုတာသင်ပေးတာပဲနင်းစီကလည်းအင်းကလူတွေစကားကြားပြီးပြောတော့ကမိဖို့ကြောင့်လေးလာပြီးစိတ်ထဲမှာတွေးနေခဲ့ပါလေ ပိုနေ့တုန်းကငါသာအလူတွေမလုတ်ခင်အခုချိန်လဲမိဖို့ကြောင့်မအလူခန်းကျင်နေဟင်းတွေချက်နေရပြီငါတော့ငိုနေရမှာတော်သေးရပေါ့အဲ့ဒီမှာဒိုနီဝဲလာတဲ့ခရင်ညီးတွေတဲကိုနင်းစီကညံ့ရောက်တဲ့အခါမှာလူတွေမသိအောင်လို့အမုံတွေကိုရောလိုက်ပါတော့တယ်မနေ့ကျတော့ခရင်ညီးတွေမှာပိုးတွေဝင်နေပါတယ်ခရင်ချင်းတွေကတော့ပိုးတွေဝင်နေပြီပဲခရင်ချင်းတွေမှမရှိရင်ဘလို့အလူခန်းကျင်နေဟင်းတွေစားကြမလဲကြည့်မယ်အိနေကစားပြီးနှင်းစီဟာခရင်ညီးတွေယူလာတိုင်း အမုတ်တွေကိုရောပါတော့တယ်။ခရင်ညင်းတွေလည်းပျက်စီးသွားတတ်ပါတယ်။ခရင်ချင်းတီးတွေကငါအဲ့လိုလောက်ခဲ့လို့တော်သေးတာပေါ့။ဒီနေ့ကစပြီးတော့အဆင်ပြေပြီ။ငါလှုပ်ထားတာတွေအိမ်ကလူတွေမသိပါစေနဲ့။နင်းစီဟာအိမ်ကစပြီးအိမ်ကလူတွေကိုဟင်းမျိုးမျိုးကိုချက်ကျွေးပါတော့တယ်။အိမ်ကလူတွေကလည်းအရင်ကိုကြိုက်သွားကြပါတယ်။နင်းစီဟာသူတို့ကိုကြည့်ပြီးတော့ပြောနေကတခါတလေသူတို့အကြိုက်အာလူခရင်ညင်းတီးဟင်းကိုလည်းချက်ကျွေးပါသေးတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။